ီစာအုပ်ကဖယင်းဖယင်းနဲ့မှာကိုယ့်ကိုစွမ်းအားတွေကြီးလာတယ်လို့ခံစားရပြီးတော့မှတကယ်ကိုယ့်ရဲ့စိတ်ကဘာမဆိုရယူနိုင်နေဘာမဆိုလဲလုံနိုင်နေကိုယ့်စိတ်ကတကယ်ယုံကြည်မှုလုံးဝပြင်းထန်သွားရင်တကယ်ဖြစ်တယ်ဆိုတာကိုဒီစာအုပ်ဖတ်ရင်နဲ့ဖတ်နေရင်နဲ့ကိုစိတ်ထဲမှာအဲ့လိုမျိုးခံစားလာရတာပေါ့နော်ဘာမှကိုယ့်အတွက်မဖြစ်နိုင်တာဆိုတာမရှိဘူးကိုယ်တကယ်လူချင်းအဲ့တော့ manifest now စတင်ညွှန်ပြလိုက်ပါအဲ့တော့ကိုယ်မှာရည်မဲချက်တွေရှိတယ်ကိုကကိုဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့လူဆိုလို့ရှိရင် manifestation လုပ်တဲ့လမ်းစဉ်တွေကို like like ပြီးတော့မှ like လုပ်နေတဲ့သူဆိုလို့ရှိရင်တော့ဒီစာအုပ်ကိုဖတ်တင်တယ်အဲ့တော့အခုမှစလုပ်မဲ့သူတွေအနေနဲ့လည်းဖတ်တင်တယ်လို့ manifestation တွေလုပ်နေတဲ့လူတွေအနေနဲ့လည်းဖတ်တင်တယ်ဆိုတော့ तू အစနေပြီးတော့မှဟိုကိုယ့်ရဲ့စိတ်နေစိတ်ထားတွေဘယ်လိုရှိတယ်လူတွေရဲ့စိတ်နေစိတ်ထားတွေကဘယ်လိုရှိတယ်အဲပြီးတော့ကိုယ့်ရဲ့မကောင်းတဲ့ဒီတန်တရားစိတ်တွေယုံကြည်မကောင်းတဲ့ယုံကြည်မှုတွေပေါ့အဲ့ဒီဟာကိုပယ်ဘယ်လိုပယ်ဖျက်မလဲပြီးတော့ manifest တွေကိုဘယ်လိုမျိုးလုပ်မလဲအစဉ်ချင်းအစဉ်ချင်းကိုပြပြထားမှာနော်ဆက်ဆိုလို့ရှိရင်တော့ဖတ်တာတော်တော်ရောက်နေပြီဖိုင်ရင်ဖိုင်နေဥမာတကယ်ဥမာဟိုစိတ်တွေကကြွလာပြီးတော့အလိုကိုကိုယ်တိုင်လုံးဝ ်ငါဒါကိုချက်ချင်းရအောင်လုပ်နိုင်တော့မယ်ဆိုတဲ့ယုံကြည်မှုတွေချက်ချင်းဝင်လာတာပေါ့နော်အဲ့တော့စာရေးဆရာမကတော့ဆရာမညာနာပေါ့နော်ငငယ်ချက်ချော်လေးဆိုတော့ချမ်းကအခုဖတ်ပြပါမယ်ချမ်းဖတ်ပြီးချမ်းကတော့တော်တော်ဖတ်ပြီးသားပေါ့နော်ဒါပေမဲ့ချမ်းကဖတ်ပြချင်လို့ပါအဲ့တော့ manifestation တွေလုပ်နေတဲ့လူတွေအနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီ video ကိုဆောင်းအောင်ကြည့်ပါလို့ချမ်းပြောချင်ပါတယ်အခုနားထောင်ရင်းနဲ့ပဲအာနားထောင်ရင်းနဲ့ပဲတခုခုခံစားလာရတယ်ဆိုလို့ရှိရင်တော့ comment မှာအာရေးလိုက်ပေါ့နော် comment မှာတခုခုရေးခဲ့ပေါ့โอเคဆိုတော့ အရင်ဆုံးတင်းနှွေးရဲ့ဘွားကိုပြောင်းလဲပြီးတော့အိမ်မက်တွေကိုညှို့ငင်မှုပထမဆုံးခြေလှမ်းစားတဲ့ပုံကိုဂုံယူပါတယ်။ကဘာဘွားတန်းနဲ့ချီတဲ့လူတွေကိုသူတို့ကိုသူတို့ယုံကြည်မှုရှိလာစေဖို့အတွက်စိတ်ဆွရင်အကြောင်းကိုကျမရေးလာတာနှစ်ပေါင်းမနည်းတော့ဘူး။ကို့ဖြစ်တည်မှုကိုကိုပြောင်းလဲနိုင်တယ်လို့စသတိခဲ့တဲ့အချိန်ကကျမဘွားတစ်ခုလုံးပြောင်းလဲသွားတယ်။ကျမအတွေးတွေကကျမဘွားပေါ်ဘလို့လွှမ်းမိုးလဲမြင်နေရတယ်။အဲ့တော့ဟုတ်တယ်အတွေးတွေကဘဝကိုလွှမ်းမိုးထားတယ်အဲ့တော့အတွေးတွေပြောင်းနိုင်ရင် အတွေးတွေကိုကိုလိုချင်တဲ့ပုံစံတိုင်းပြောင်းနိုင်မှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ဘဝကိုလည်းရတယ်ပေါ့နော်အဲ့တော့ကိုမလိုချင်တဲ့ဘဝမှာရောက်နေတာကိုရဲ့အတွေးတွေကိုမပြောင်းနိုင်ဘူးအတွေးတွေကဘဝတစ်ခုလုံးလွှမ်းမိုးချုပ်ကင်တာကျမတို့ကမတိစိတ်ကနေဖြစ်စီတိလျက်နဲ့ဖြစ်စီဘဝတွေကကိစ္စအားလုံးကိုဖန်တီးနေကြတယ်ဆိုတာကိုသိယူခဲ့တယ်ဟုတ်တယ်မှန်ကယ်တော့ဘဝမှာတိစိတ်နဲ့မတိစိတ်နဲ့ပေါင်းပြီးတော့အရာရာတိုင်းကိုလှုပ်ဆောင်နေကြတာပေါ့နော်အဲ့မှာမတိစိတ်ရဲ့အာခိုင်းစင်မှုတွေကပုံများတယ်လို့တော့ချင်းကဒါထင်ပါတယ် အဲ့တော့ဒါကနီးတန်းဆိုတော့ချဲလိုအပ်တဲ့ဟာလေးလိုင်းတားတဲ့ဟာလေးပဲဖွင့်ရပါမယ်ဘယ်အရာမဆိုဖြစ်တယ်ဆိုတဲ့စိတ်ကိုစုစည်းပြီးတော့အာရုံစိုက်ထားဖို့ပဲလိုတယ်အဲ့တော့ကိုကတခုခုလုတ်တော့မယ်ကို့မှာတခုခုဖြစ်ချင်တယ်ကိုကတခုခုကိုအဲ့လိုရီမန်းချက်ထားရတယ်ဆိုလို့ရှိရင်အရင်ဆုံးလူရမကောင်းမကောင်းတဲ့ဟာအနေတွေးတယ်ဘာမရှိလို့ဘာမလုံးနိုင်လို့မိသားစုကအဆင်ပြေလို့မထောက်ပံ့နိုင်လို့ဘာညာအဲ့လိုတွေးကြတယ်ပေါ့နော်အစမှအဲ့လိုတွေးရမှာမဟုတ်ဘူးဘယ်အရာမဆိုဖြစ်တယ်ဖြစ်တယ်ဆိုတဲ့စိတ်ကိုစုစည်းပြီးတော့အာရုံစိုက်ထားဖို့ပဲလိုပါတယ်တဲ့ ကျွန်မတို့လူသားအားလုံးမှာကိုယ့်ဘဝကိုအလုံးစုံပြောင်းလဲနိုင်တဲ့ခွန်အားရှိရလို့ယုံကြည်တယ်။အာကျွန်မတို့အားလုံးမှာရည်မှန်းချက်စိတ်အမြင်ရှိရမယ်။ပြီးရင်တကယ်ဖြစ်မလာလို့မရလောက်တဲ့အထိအဲ့ဒီအရာကိုနက်နက်ဆိုင်ဆိုင်ကိုယုံကြည်ရမယ်။အဲ့တော့ကိုဖြစ်ချင်တာကလုံးဝဖြစ်လာရမယ်ဆိုပြီးတော့မှနက်နက်ဆိုင်ဆိုင်ကိုယုံကြည်ရမယ်။အဲ့ယုံကြည်မှုကတော့လုံးဝအခြေခံပဲပေါ့နော်။ဟိုလူတွေကသူများရဲ့ရှိမှာတော့ဘယ်တော့ပဲယုံကြည်မှုရှိတယ်ပြောပြောကိုမသိစိတ်ထဲမှာအဲ့ဒီအရာကိုမဖြစ်နိုင်ဘူးလို့ယုံနေအဲ့ဒါဘယ်တော့မှမဖြစ်ဘူးအဲ့ဒါရိုးရိုးရှင်းရှင်းပဲပေါ့နော်အဲ့တော့ ပြီးတော့ကျမတို့ရဲ့စိတ်ဆွမ်းရင်ကိုဘယ်လိုအသုံးချရမလဲသင်ယူရမယ်အဲ့တော့စိတ်မှာစွမ်းအားတွေရှိတယ်အဲ့စိတ်ကနေတွေးလိုက်တဲ့အပေါ်မှာသကလုံးတွေဖြစ်လာတယ်အဲ့ဒီသကလုံးတွေအပေါ်မှာလည်းစွမ်းအားအကျိုးသက်ရောက်မှုတွေရှိအဲ့ဒါတွေကချမ်းတို့ရဲ့လုံဆောင်ချက်တွေကိုအကျိုးသက်ရောက်မှုဖြစ်စေပြီးတော့မှဘဝတွေကိုမတူညီပဲနဲ့အဲ့လိုကွဲရသွားစေတယ်ဒါကြောင့်မို့လို့စိတ်မှာစွမ်းအားတွေရှိတယ်ဆိုတဲ့အကြောင်းသိထားမယ်ဒါကချမ်းအရှိဗီဒီယိုတွေမှာလည်းအများကြီးပြောနေကြပါအရှိဗီဒီယိုတွေမှာကြည့်မိထားတဲ့လူဆိုလို့ရှိရင်တော့ဒါသိမယ်ပေါ့နော်အဲ့တော့ မလုံလောက်ဘူးမရှိဘူးဆိုတဲ့အခြေအနေမျိုးတွေအတကယ်မရှိပါဘူးတဲ့မပြည့်စုံဘူးမလုံလောက်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့ဟာတွေကတကယ်မရှိဘူးပေါ့နော်ဒါအောင်နားလဲတာနဲ့တင်းရဲ့ဘွားကအာချက်ချင်းပြောင်းလဲသွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့စိတ်ရဲ့စွမ်းအားကိုတင်းခုနားလဲသွားပြီစိတ်မှာစွမ်းအားရှိတယ်ဆိုတော့တိသွားပြီဒီဆောင်ထဲမှာညှို့ငင်စွမ်းနဲ့ပတ်သက်တဲ့စိတ်ပိုင်းရုပ်ပိုင်းနံပိုင်းဆိုင်ရာအကြောင်းတွေကိုမျှဝေပေးသွားမှာပါတကယ်ဟုတ်မှကောင်းတယ်ပေါ့နော် တင်းရဲ့စိတ်တုံခါလိုင်းကိုလည်းလိုချင်တဲ့အရာတွေထပ်ထူကြနေအောင်ဘယ်လိုမျိုးမြင့်တင်ရမလဲဆိုတော့သင်ပေးမယ်အဲ့တော့စိတ်မှာ frequency တွေ vibration တွေရှိအဲ့ဒီဟာကိုကိုလိုချင်တဲ့အရာနဲ့ထပ်ထူကြနေအောင် attract လုပ်နိုင်အောင်ဘယ်လိုမျိုးကိုယ့်ရဲ့စိတ်ဆွမ်းအောင်မြင့်တင်ရမလဲဆိုတော့လည်းသင်ပေးသွားမှာအဲ့တော့ဒီစာအုပ်ကစိတ်ဆွမ်းအအကြောင်းတစ်ခုကိုလည်းရေးထားတာမဟုတ်ဘဲねဘယ်လိုလုပ်ရမလဲဆိုတဲ့ဒီ how to တွေပေါ့နော် step by step တော့ကတိတိကျကျအောင်မှာရေးပေးသွားတာပေါ့နော် ချင်းကတော့တကယ်ကိုဒီစာကိုဖတ်လာသမျှထဲမှာဒီစာကိုအကြိုက်ဆုံးပဲအကိုကဒီ manifestation နေနဲ့ပတ်သက်ပြီးလိလာရဲအဲလိလာရဲထဲမှာမှာဖတ်သမျှထဲမှာမှာဒီစာကိုအကြိုက်ဆုံးပဲပေါ့နော်အဲ့တော့ဒီစာကနေဘာတွေရမှာလဲဒီစာထဲမှာစိတ်ညှို့ဆွရင်လည်းပတ်သက်တယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနာမိုင်းဆိုင်ရာတွေရှင်းပြပြီးတင့်တင့်ရဲ့နှလုံးသားတောင်းတတဲ့အရာတွေကိုရဖို့ကိုယ့်ရဲ့စိတ်တုံခါနှိုင်းကိုဘလို့မြင့်တင်ညှို့ငင်ရမလဲဆိုတာကိုသင်ပြပေးမှာဒီစာထဲမှာ ီနေရာမှာဥတီကြကတင်းရဲ့ဝင်းတွင်းပါညှို့ငင်စွမ်းရှိသူတယောက်ဆိုတာကိုမှတ်မိလအောင်ကူညီဖို့ပဲအဲ့တော့လူတိုင်းမှာစိတ်ရှိတယ်အဲ့ဒီစိတ်တွေတိုင်းမှာလဲစွမ်းအားတွေရှိတယ်လူတိုင်းကညှို့ငင်နိုင်စွမ်းရှိတယ်ဆိုတာကိုသိထားရမယ်အဲ့တော့ဒီဗီဒီယိုကြည့်နေပြီဆိုလို့ရှင်ဒါသိရမယ်အာကိုယ့်ရဲ့စိတ်မှာညှို့ငင်နိုင်စွမ်းတွေရှိတယ်ကိုကငကိုတည်းရတာမွေးရပါအဲ့တော့စိတ်ပါလို့ရှင်စိတ်တစ်ခုဖြစ်တည်လာပြီဆိုလို့ရှင်အဲ့ဒီစိတ်မှာညှို့ငင်နိုင်စွမ်းရှိရဲ့တဲ့ တင်းရဲ့အတွေးအတိုင်းခံစားချက် အတိုင်းကတင်းရဲ့ဖြစ်တည်မှုကိုအမြဲတမ်းတည်ရမှုရှိတယ်။အဲ့ဒါဆွမ်းနာပြောခဲ့ရင်နော်ကိုတွေးလိုက်တဲ့အတွေးတွေကကိုရဲ့လှုပ်ဆောင်ချက်တွေကိုအကျိုးတည်ရမှုရှိတဲ့ခါမှာကိုရဲ့ဘဝပုံလည်းအကျိုးတည်ရမှုတွေရှိတယ်။အဲ့ဒီအတွေးကနေပဲစကားတွေထွက်လာတယ်လှုပ်ဆောင်ချက်တွေဖြစ်သွားတယ်ပေါ့နော်။ဒီစာအုပ်ကိုဖတ်နေစဉ်မှာတင်းပေါ်ရတဲ့စမ်းစွမ်းအင်အစ်စ်တွေအတွက်နေရာရအောင်အကျိုးမရှိတော့တဲ့အမှုကျင့်ဟောင်းတွေကိုဖယ်လို့ပြဖို့လမ်းညွန်ပေးမှာအဲ့တော့ကိုကအမြဲတမ်းလေဟို productive ဖြစ်ချင်တယ်တိုးတက်ချင်တယ် ဟို manifestation တွေလုပ်တယ်ဒါပေမဲ့မရဘူးကိုကအမြဲတမ်းမကောင်းတဲ့အကျင့်တွေပဲရှိတယ်အဲ့လိုမျိုးမကောင်းတဲ့အမှုအကျင့်စရိုက်တွေအမြဲတမ်းပြုလုပ်မိတယ်ဆိုလို့ရှိရင်တော့ဒီစာအုပ်ကတဆင်ချင်းအဲ့ဒီမကောင်းတဲ့အပြုအမူအကျင့်စရိုက်တွေဘယ်လိုဖယ်ရှားပေးရမလဲဆိုတာမှသင်သင်သွားပြီပါပေါ့အဲ့ကြောင့်ချမ်းရဲ့ကြိုက်တယ်ပေါ့နော်ချမ်းရဲ့တစ်ခါလေးကြောက်လို့ရှိရင်အာအဲ့လိုမျိုးအကျင့်စရိုက်အဲ့လိုမျိုးမကောင်းတာတွေရှိအဲ့ဘယ်လိုမျိုးမကောင်းတာလဲဆိုလို့ရှိရင်အဲ့လိုပြင်းတာတို့တခုခုလုံးမယ်ဆိုလို့ရှိရင်ပြီးမြောက်မလုတာတို့အဲ့လိုဟိုဘယ်လိုပြောကောက်ယူးမီခဏပဲလုတ်တယ် အဲနောက်ရက်တွေဆိုရင်အဲ့ဒီအရာကိုဆက်ပြီးတော့မလုပ်ဖြစ်တော့ဘူးအဲအဲ့လိုမျိုးရှိတယ်အဲ့တော့ဒီစာအုပ်ထဲမှာအဲ့လိုအရာတွေကိုပါဟိုဖယ်ရှားပြစ်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာသင်ပေးသွားမှာတဲ့အဲ့တော့ကင်းရဲ့ဝင်းတွင်းပါအမှန်တရားနဲ့တဘာဝစွမ်းရည်တွေကိုတိလာတာနဲ့အမျှဟုတ်သားပဲလို့ပြောရတော့တဲ့အထိအခိုက်အတန့်တွေကိုသင်အများကြီးတွေးရလာပါလိမ့်မယ်တဲ့အဲ့တော့ဒီစာအုပ်ထဲမှာကိုရီးယားမသိတာအဲ့ဒီအရာတွေဖြစ်တည်နေပြီးသားအဲ့တော့ဒီစာအုပ်ထဲမှာအကုန်လုံးရေးထားတာဖြစ်တဲ့ကြောင့်မလို့ အော်ဟုတ်တာဟုတ်တယ်အဲ့လိုမျိုးကိုကခံစားလိုက်ရမယ်ဆယ်လက်ဖက်နေနေအဲ့လိုမျိုးနေခံစားရတယ်ပေါ့နော်တွေ့ရတယ်ဟုတ်ဟုတ်တာပဲဒါတွေကတခါတည်းအဲ့လိုမျိုး ဖြစ်တည်ဖြစ်ဖြစ်တည်မှုရှိရယ်ပေါ်လာပြီးသားငါတို့ကမသိတာအာအဲ့လိုမတွေးမိတာပေါ့အဲ့တော့ဒီစာအုပ်ကတင်းရဲ့စိတ်ထဲကအတားဆီးတွေနဲ့အိမ်မက်တွေရီမန်းချက်တွေကိုပိတ်ဆို့အောင်လုပ်နေတဲ့မကောင်းတဲ့ကိုရင်းပြောစကားတွေကိုဖယ်ထုတ်ပြစ်နိုင်လောက်တဲ့အထိနက်နက်ဆိုင်ဆိုင်ဒီစာအုပ်ကလေးကအကူအညီပေးမှာတဲ့ အဲ့တော့ကိုယ့်ရဲ့ကြောင်ရုံနဲ့စိတ်တွေတန်တရာတွေမယုံကြည်တဲ့စိတ်တွေအကုန်လုံးကိုဖယ်ရှားနိုင်အောင်ဒီစာအုပ်ကဖန်ရင်းဖန်ရင်းနဲ့ကူညီပေးသွားမှာအဲ့တော့ကို့ကိုဖယ်ရားတားဆီးနေတယ်လဲဆိုတာကိုနားလည်လာတဲ့အချိန်မှာဒီစာအုပ်မှာဖော်ပြထားတဲ့နီးလန်းတွေကိုအသုံးပြုတော့ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကိုစတင်ရမယ်ဒီစာအုပ်ကတစဉ်ပုံမကျမ်းမာတဲ့စိတ်အခြေအနေဖန်တီးဖို့ကိုယ့်ရဲ့မြင့်မြတ်တဲ့အရာချစ်ချင်းစီးကြောင်းတွေကိုသတိထားမိဖို့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုနားလည်ဖို့နဲ့ကိုယ့်ရဲ့နံလောကစွမ်းရည်ကိုထိတွေ့နိုင်မှုအထီး လမ်းညွှန်ပေးမှာပါဒါအပြင်ဘလို့လွှတ်ချရမလဲဘလို့အရှုံးပေးလိုက်ရမှာလဲလက်ခံရမှာလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့အရေးကြုံလာရင်အဲ့ဒါတွေနဲ့ဘလို့ရင်ဆိုင်ရမှာလဲဆိုတာတွေကိုပါတင်ယူရမယ်ဒီဆောင်ထဲမှာဒီဆောင်ကိုဖျင်းတဲ့တင့်ရဲ့လောကကြီးအပေါ်အတွေးခေါ်ခံစားရှုမြင်ပုံတွေပြောင်းလဲသွားလိမ့်မယ်အားတကယ်ဟုတ်တယ် အဲ့တော့တင်ဟာဘလို့အချိန်ဒီမျိုးမှမဆိုစိတ်တွင်ငြိမ်းချမ်းမှုအတွက်အတိုင်းစားမဲ့ကြွယ်ဝခြင်းပျော်ရွှင်ခြင်းချစ်ချင်းမေတ္တာနဲ့ပြည်တနာတိုင်းအတွက်အဖြေကိုညှို့ငင်နိုင်တဲ့ညှို့အားပြင်းတဲ့သူတယောက်ဆိုတာကိုတဖြည်းဖြည်းနားလည်လာလိမ့်မယ်။တင်းစိတ်ကိုကြွယ်ဝချမ်းသာမှုအလှတရားနဲ့အတိုင်းစားမဲ့ပေါများခြင်းစီပြန်လဲဥတည်လာဖို့အချိန်ကြာလာပြီ။အဲ့တော့ကုကိုကိုတကယ်ကောင်းမွန်တဲ့ချစ်ချင်းရိုင်းနဲ့မထိုက်တန်ဘူးเนาะမကောင်းတာတွေဖြစ်ခဲ့လို့ဖြစ်ခဲ့လို့ကိုကအဲ့လိုမျိုးဟိုကောင်းတဲ့ရိုင်းနဲ့မထိုက်တန်တော့ဘူးပြီးလို့ရှိရင် အဲ့လိုကြွယ်ဝမှုချမ်းသာမှုပြည့်စုံမှုတွေနဲ့မထိုက်တန်တော့ဘူးလို့တွေးနေတာတွေကနေပြီးတော့မှရက်စင်လိမ့်မယ်ဒီစာအုပ်ကဖယင်းဖယင်းနဲ့အဲ့တော့တင်းရဲ့အခမ်းအနားဆုံးအိမ်မက်တွေကိုစတင်ညှို့ငင်မှုအစဉ်သင့်ပြန်လိုက်ကြရအောင်အဲ့တော့ဒါကအခုမှဒါညီတန်းပဲရှိသေးတယ်နော်ဘယ်လိုလုပ်ရမလဲဆိုတာမပါသေးဘူးဒီမှာလာမှအခမ်းတစ်ကဒီမှာအဲ့တော့အဲ့လိုမျိုးညီတန်းမှတင်ကိုမှစိတ်ကအဲ့လိုဖယင်းဖယင်းနဲ့ကိုမှကြွလာပြီးတော့ကိုယ့်ကိုယုံကြည်မှုတွေရှိလာစေရပေါ့နော်အဲ့တော့ဒီစာအုပ်မှာအရင်ဆုံးစိတ်ညှို့ငင်ခြင်းနဲ့ကိုဖြစ်ချင်တဲ့အရာကိုဖန်တီးဖို့အတွက် စိတ်ပိုင်းယူပိုင်းနိုင်ပိုင်းဆိုင်ရာအချက်လက်တွေကိုပြောပြမှာအဲ့တော့အရင်ဆုံးအဲ့ဒါတွေတော့သိဖို့လိုတယ်ပေါ့နော်အဲ့တော့ manifestation လုပ်မယ်ဆိုလို့ရှိရင် manifestation ထဲမှာပါဝင်တဲ့ကြင်စင်တွေမသိခင်ကိုယ့်ရဲ့စိတ်အခြေအနေတွေကိုနားလည်ဖို့အတွက်အရင်ဆုံးသိဖို့လိုတယ်ပေါ့နော်အဲ့တော့ချမ်းအခန်းတစ်ကိုကြော်ပြီးဖတ်လိုက်ပါမယ်အဲ့တော့အခန်းတစ်ကိုမဖတ်ခင်ဒါလေးပေါ့နော်ချမ်းကြိုက်လို့ဒီမှာစာရိုက်ပါရေးထားအဲ့တော့ရဲရဲကြီးအိမ်မက်မက်လိုက်ပါစိတ်ကူးရင်လိုက်ပါလူတွေကပြောတယ်စိတ်ကူးမြင်နဲ့အကြီးတွေမတွင်းနဲ့အိမ်မက်မက်မက်နဲ့အဲ့ဒါက ဟိုသူတို့ကိုသူတို့ယုံကြည်မှုမရှိတဲ့လူတွေသူတို့ဖြစ်ချင်တဲ့ຢာတွေကိုဖြစ်အောင်မလုပ်နိုင်တဲ့လူတွေကလေအများနဲ့လေစိတ်ကူးတွေယဉ်မနေစမ်းပါနဲ့အကြီးတွေပြောပြန်ပြီးအိမ်မက်တွေမတ်မနေပါနဲ့အဲ့လိုပြောတယ်အမေကတော့အဲ့စကားတွေကိုနားမယောင်နဲ့အဲ့ဒါဘယ်တော့မှသူတို့ရဲ့အိမ်မက်တွေကိုမရယူနိုင်တဲ့လူတွေကိုယ့်ကိုယုံကြည်မှုမရှိတဲ့လူတွေပဲအဲ့စကားကိုပြောတာအဲ့တော့ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့တင့်ဘဝနေထိုင်မှုပုံစံပြောင်းလဲပေးဖို့ပါပဲတင်လိုချင်သမျှကိုချက်ချင်းစိတ်နဲ့ညွန့်ငင်နိုင်မှုတင့်ရဲ့အမှုကျင့်တွေအတွေးခေါ်တွေဇေယျတွေကိုပြောင်းလဲပြီးတော့ဒီလိုပြောင်းလဲခြင်းလုပ်ငန်းကိုစတင်ဖို့အထင်ကျလာပါပြီ တင်းရဲ့စိတ်တုံခါလိုင်းကိုမြင့်တင်ပြီးတော့ကိုယ့်ကိုကိုကျင့်လက်လာတာနဲ့အမျှတင်းရဲ့စိတ်တုံခါလိုင်းနဲ့ကိုက်ရတဲ့အရာတွေကိုညှို့ငင်လာနိုင်မယ်အဲ့တော့ကိုယ့်ရဲ့စိတ်မှာအဲ့ဒီ vibration တွေမြင့်လာတဲ့အမျှအဲ့ဒီ vibration အဓိကကွာစိတ်ဆို energy ပေါ့အဲ့ဒီ energy vibration တွေကကောင်းမွန်လာတဲ့မြင့်လာတဲ့အမျှကိုလိုချင်တဲ့အရာတွေ attract လုပ်လာနိုင်မယ်လို့ပြောပါတော့အဲ့ဒီလုပ်ငန်းစဉ်ကိုယုံကြည်တတ်ဖို့နဲ့တိစိတ်ထဲကတန်တရားတွေကိုကင်းရှင်းဖို့ဒီစာအုပ်ထဲမှာသင်ပေးဦးမှာအဲ့တော့စာအုပ်ကလည်းမကြည့်ဖတ်ဖို့လုံးဝ ်အာအင်းလေးမွေးရမယ်ပေါ့နော်အဲ့တော့တင့်ကိုတင်ပြောမိရဲ့ဘောင်ခတ်နေတဲ့အဲ့ဒီစကားတွေကလွဲလို့တင့်ပန်းနိုင်ကိုဘယ်အရာမှမတားဆီးနိုင်ဘူးကိုဖြစ်ချင်တဲ့အရာတွေကိုဘသူမှမတားဆီးနိုင်ဘူးကိုဖြစ်ချင်တဲ့အရာတွေကလည်းဖြစ်နိုင်တယ်အများတန်းဘာလို့မဖြစ်နိုင်ဘူးလို့ကိုကတွေးနေရလဲဆိုတော့ကိုကိုအဲ့လိုဘောင်ခတ်ပြီးပိတ်မိနေတဲ့တန်တရားစိတ်မယုံကြည်မှုစိတ်အဲ့ဒီဘောင်ခတ်ပြီးပြောနေရဲ့အဲ့ဒီ limits တွေပေါ့နော်အဲ့ဒီတွေကကိုအဲ့ဒီဟာတွေကကိုကိုပိတ်ထားတာမင်းကတော့ဘသူမှမပိတ်ထားဘူး ဘယ်အကြောင်းတရားမှလည်းမပိတ်ထားဘူးအကြောင်းတရားတွေကိုမတွေးနိုင်ဘူးခဏနေဘူးပေါ့နော်အဲ့တော့ပျော်ရွှင်စရာညှို့ညင်စင်ညှို့ညင်ခြင်းခီးစဉ်ဖြစ်ပါစေချစ်ချင်းအားဖြင့် okay ဒါဆိုရင်တော့ let's get started အခန်းတစ်ကနေပြီးဆက်ပြီးဖတ်ပြပါမယ်အဲ့တော့အခန်းတစ်မှာတော့နောက်ထပ်ဗီဒီယိုမှာတော့ထပ်ပြီးတော့ဖတ်ပြသွားပါမယ်ချမ်းဒီစာအုပ်ကိုလုံးဝအဆုံးထိဖတ်ပြမယ်လို့စိတ်ကူးထားပါတယ်ဆိုတော့ ဒီစာအုပ်ကိုဝင်ဖတ်ပါလို့ပြောချင်ပါတယ်ဒါစာအုပ်ကြောင့်ညာနေလဲလုံးဝမဟုတ်ဘူးเนาะချမ်းစေတနာနဲ့ချမ်းလိုမျိုး manifestation တွေစိတ်စိတ်ဝင်စားတဲ့လူတွေစိတ်ပိုင်းဆိုင်ရာတွေစိတ်ဝင်စားတဲ့လူတွေအဲ့တော့ကိုလိုချင်တာကိုရဖို့အတွက်စူးစမ်းတာတခုလည်းနေမပြီးဘူးကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေနားလည်ဖို့အဲ့ဒီစိတ်ပညာတွေကိုအသုံးချတတ်ဖို့အတွက်အာအဲ့လိုလေးလာနေတဲ့လူတွေအနေနဲ့ပေါ့နော်ဒီစာအုပ်ကလုံးဝဝယ်ပြီးတော့ဖတ်တင်ပါတယ် manifest နောက်စတင်ညွှန်ပြလိုက်ပါဆိုတော့နောက်ဗီဒီယိုမှာဒီ account တစ်ကနေစပြီးတော့ချမ်းက တည်တည်ချာချာကိုမှစိတ်ပါဝင်စားစား sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ချမ်းရဲ့ YouTube မှာဗီဒီယိုလေးတွေကိုအဆက်မပြတ်ကြည့်ဖို့အတွက်ချမ်းကပြောချင်ပါတယ်။ Subscribe လုပ်ရတယ်လည်း Subscribe လုပ်ထားခဲ့ပါ။အပြီးတော့ဟိုဒီစိတ်ပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအပြင်ချမ်းအခုအင်္ဂလိပ်စာလည်းမျှဝေပေးနေတယ်ဒီ channel မှာပဲပေါ့နော်။အဲ့တော့ Learn English နဲ့ Psychology ဆိုပြီးတော့နှစ်ပိုင်းချမ်းမျှဝေပေးနေပေါ့နော်။အဲ့တော့ Keep Let's Keep Going မှာဆက်သွားမယ်။အဲ့တော့နောက်ဗီဒီယိုမှာ လာမယ်ပေါ့နော်။ခန်းတစ်ကနေစ။ဆိုတော့ ဆက်ပြီးတော့ကြည့်ရှုပါလို့ပြောချင်ပါတယ် thank you for watching my video bye bye ma